င်တာအကီလိုဝတ်နာရီတန်ပေါင်း9.56ထုတ်လုံနိုင်မဲ့နေအောင်ချီ3လျက်စစ်စီမံကိန်းတစ်ခုကိုအေးဒါယာဆက်မှုဆုံးမှအကောင့်ထဲပေါ်သွားမယ်လို့သိရပါတယ်။အေးဒါယာဆက်မှုဆုံးရှိတိဆောင်းမြီစီမံကိန်းနေရာအားယမန်လီကရှမ်းပြည်နယ်ဆက်မှုဆုံးဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိမ်းမောင်နဲ့အဖွဲ့ကတွားရောက်ကွင်းစင်ကြီးရှုခဲ့ပြီးစီမံကိန်းကိုတာဝန်ယူတိဆောင်းမဲ့ UNI ် Energy Company Limited မှတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါအထိဒီလိုတွေ့ဆုံရှာမှဓာအားများအ мян ဆုံးဖြန့်ဖြူးနိုင်ရေးဓာအားလိုက်များအောင်စက်မှုဆုံးစီမံခန့်ခွဲရေးကော်မတီနဲ့ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ကြုံတွေ့နေရတဲ့အခက်အခဲများရှိပါကလုပ်ငန်းအဆင်ပြေချောမွေစေရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ပြည်내ဝန်ကြီးကမှာကြားခဲ့ပါတယ်။ အဆိုပါ30မကဝတ်ရှိနေအောင်ကြီး3လျက်စစ်စီမံခန်းကို ပထမဆင်အနေနဲ့9မကဝတ်စတင်တည်ဆောင်ဖြန့်ဖြူးမှာဖြစ်ပြီးပြည်တွင်းဝန်ထမ်း150ဦးပြည်ပဝန်ထမ်း16ဦးခန့်ထားကာ20ကီလိုဝတ်နာရီတန်ပေါင်း9.56ထောက်ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်